ပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းဆိုရှယ်မီဒီယာတွေမှာသတင်းတူသတင်းမှများစွာပြန့်နှံ့ခဲ့တဲ့အနေနဲ့ပြည်내မှုနှုံများပြပြီးတော့လူစိတ်ဝင်စားမှုများခဲ့တဲ့သတင်းမှနှစ်ပုဒ်ရှိပါတယ်။ပထမတစ်ခုကတော့ UNG ပြည်တော်စုဝန်ကြီးဒေါက်တာဆော်ဝေဆိုးဟာမြန်မာပြည်အတွင်းအကြမ်းဖက်မှုများလုပ်ရန်ညွှန်ကြားမှုတွေကြောင့်တတိယနိုင်ငံမှနှင်ထုတ်ခံရဆိုပြီးစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကသတင်းမှဖျက်ဝေခဲ့ပါတယ်။စစ်ကောင်စီရဲ့ဝါဒဖြန့်ရန်နရတွေမှာအဓိကပါဝင်တဲ့ Telegram Channel တွေဖြစ်တဲ့ Mindway, Nimmo, Nongyo ရဲ့တိုင်း MDY မင်းနဲ့အခြားဝါဒဖြန့် channel တွေကဧပြီ25ရက်ညနေပိုင်းမှာဒေါက်တာဇော်ဝေစုကို၎င်းနေထိုင်ရာနိုင်ငံမှာမောင်းထုတ်လိုက်တဲ့အတွက်ထိုင်းမြန်မာနေဆက်ကို ပြန်ရောက်လာကြောင်းတပ်ပုံတွေတကွာဖြန့်ဝေထားပါတယ်။ဖြန့်ဝေထားတဲ့တပ်ပုံကို Google Reply Me Search ပြရှာဖွေကြည့်ရတပ်ပွားရောစပရင်သတင်းမီဒီယာကတပ်ပုံတွေထပ်တူညီနေတာတွေ့ရပါတယ်။ပြည်သူနဲ့အတူတိုက်ပွဲဝင်ဖို့ပြန်ရောက်လာပြီဟုအယူကြီးအစိုးရ ဝင်းကြီးဒေါက်တာဇော်ဝေဆိုးပြောကြားလို့ The Boy of Spring ကသတင်းဖော်ပြထားပါတယ်။ထပ်မံတည်ပြနိုင်ဖို့ Google မှာဒေါက်တာဇော်ဝေဆိုးပြည်တွင်းပြန်လာဆိုတဲ့စာသားနဲ့ရှာဖွေကြည့်ရမှာတော့ The Eyewitness People Spring ဘာမှ PG စတဲ့သတင်းမီဒီယာတွေကသတင်းရေးထားတာတွေ့ရပါတယ်။သတင်းမီဒီယာတွေမှာပြည်ဝင်ပြန်ဝင်ကတော်လန်ရင်တပ်ဖွဲ့စုမှုဒေသတွေမှာအခြေခံစစ်ပညာတင်ကြားမှုတွေနဲ့ အထုကုပညာတွေတင် जा ပေးနေပြီဖြစ်ကြောင်းအယိုးနဲ့ထိခိုက်တံရခွဲစိတ်မှုတွေအုံနှောက်နဲ့အာယုံကျော်ခွဲစိတ်မှုတွေအခြေခံစီးပညာတင် जा မှုတွေကိုစိုးမိုးဒေတာတွေမှာပေါဝင်လှုပ်ဆောင်နေကြောင်းဒေါက်တာဆော်ဝေဆိုဟာအရင်ကပြပရောက်နေတာဖြစ်ပြီးယခုမြန်မာပြည်တွင်ပြောင်းဝင်ကကျမ်းမာရေးလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နေတာဖြစ်ကြောင်းရေးသားဖော်ပြထားပါတယ်။ဒါကြောင့်မလို့အယူကြီးပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝီဆိုဟာအကြံဖတ်မှုများကြောင့်တတိယနိုင်ငံမှာနှင်ထုတ်ခံရဆိုပြီး စစ်ကောင်စီဝါရဖြင့်တယ်လီဝမ်ချန်နယ်တွေကဖြန့်ဝေထားတဲ့အကြောင်းအရာကသတင်းမှပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမှတစ်ပုဒ်ကတော့စကိုင်းတိုင်းကောလင်းခရိုင်ဝင်းသူမြို့နယ်မှာကလင်းငယ်တွေပါဝင်ရဲ့ရသားခွနုံကို PR တွေတပ်ဖြတ်ဆိုပြီးစစ်ကောင်စီဝါရဖြင့်တယ်လီဝမ်ချန်နယ်တွေကဖြန့်ဝေထားပါတယ်။မိုင်းဝေးတယ်လီဝမ်ချန်နယ်ကအေပရီ28ရက်မှာကောလင်းခရိုင်ဝင်းသူမြို့နယ်မှာအသက်၄လသားအရွယ်ကလင်းငယ်တို့အသက်၁နှစ်နဲ့၄လသားအရွယ်ကလင်းငယ်တို့အပါအဝင်အရသားပြည်သူခွနုံကို PDF တွေရဲဆက်ဆက်တက်ဖြတ်ခဲ့တယ်လို့တီဆုံးယုံလောင်းတပ်ပုံနေတဲ့တကွာရေးသားဖြန့်ဝေခဲ့ပါတယ်။ဒီအကြောင်းအရကိုအခြားစစ်ကောင်စီဝါဒပြန် Technical Channel တွေကလည်းခုဖော်ပြခဲ့လာကြောင်းပြန့်နှံ့မှုလုံးမြပြနေပါတယ်။ Google မှာဝင်းတုံမြို့နယ်ကြေးရွာသားခုနှစ်ဦးတက်ခံရဆိုတဲ့စာသားနယ်ရှာဖွေကြည့်ရမှာတော့ People Spring မြစီမှာ Kitchen New Group အပအဝင်တခြားမီဒီယာတွေကသတင်းရေးသားထားကြပါတယ်။သတင်းမီဒီယာတွေမှာ2025 April 26ရက်နေ့နောက်ပိုင်းမှာစကိုင်းတိုင်းဝင်းတုံမြို့နယ်အာမခံကြေးရွာမှာကလေးသုံးဦးအပအဝင်အရသား ခွနှုတ်ကိုစစ်ကောင်စီတပ်နဲ့ပြည်စိုးတိတွေကတပ်ဖြတ်ခဲ့ကြောင်းတိဆုံးသူများမှာတာမန်ဈေးတယ်များဖြစ်ပြီးတော့အမှန်ကန်ကြေးရွာနီးမှာစစ်ကောင်စီပကင်းနဲ့တွေ့ပြီးတော့ဖမ်းဆီးတပ်ဖြတ်ခြင်းခံခဲ့ရကြောင်းဝင်းတူမျိုးကစစ်ကောင်စီတပ်ထိန်းချုပ်တဲ့နေမြီဖြစ်ကြောင်းဒေသခံအတန်တွေနဲ့တကွာရေးသားဖော်ပြထားပါတယ်တဲ့ရင်မီဒီယာတွေကအမကန်ကြေးရွာနီးမှာကလေးငယ်ရွယ်ပေါင်းရဲ့အရသားခုနှစ်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးတပ်ဖြတ်သွားတာဖြစ်တယ်လို့တညင်တညွတ်ထက်ရေးသားဖော်ပြထားကြပါတယ် ။ဒါကြောင့်စစ်ကောင်စီဝါဒပြန် Telegram Channel မှာဖြန့်ဝေထားတဲ့ဝင်းတုံမျိုးနယ်တွင်အရသားခွနကို PDM များဖမ်းဆီးတပ်မျက်ဆိုတဲ့အကြောင်းအရာသတင်းမှာပဲဖြစ်ပါတယ်။